အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ထိုင်းစီဂိမ်းပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ကြမယ်ဘောလုံးအသင်းတွေရဲ့အုပ်စုမွေးခွဲပွဲတွေကိုဒီကနေ့အော်တိုဘာလ19ရက်နေ့မနေ့ပိုင်းကကျင်းပပြုလုပ်သွားခဲ့ပြီးတော့ကျွန်တော်တို့မြမလက်ရွေးစင်အမျိုးသမီးအသင်းနဲ့မြမလက်ရွေးစင်အမျိုးသားယူ20အသင်းတို့ရှင်ပြိုင်ရမယ်အုပ်စုတွေအကြောင်းကိုရှင်းပြတော့မှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့မြမယူ20အသင်းပါဝင်ရှင်ပြိုင်ကစားရမယ်အုပ်စုတွေအကြောင်းပြောချင်ပါတယ် မြန်မာလေရင်စင်မျိုးသားယူနီဆက်နှစ်အသင်းကတော့အခု33ကြိမ်မြောက်ထိုင်းစီကိန်းပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်တော်မှဖြစ်ပြီးတော့မနက်ခင်းကကျင်းပပြုလုပ်သွားခဲ့တဲ့အုပ်စုမဲခွဲပွဲတွေအပြီးမှာကျွန်တော်တို့အင်ဒိုနီးရှားဖိလစ်ပိုင်အိုင်စင်ကာပူအသင်းတွေနဲ့တအုပ်စုတွေကြောက်ခဲ့ပြီးတော့ဟိုမြန်မာအသင်းအနေနဲ့ အာဒီအုပ်စုမှာကျွန်တော်တို့အုပ်စုခြောင်တယ်လို့လည်းပြောလို့မရအုပ်စုကြက်တယ်လို့လည်းပြောလို့မရဘူးပေါ့လေအဲတဖက်ကအင်ရှင်ထိုင်းအသင်းကတော့မဲခွဲပွဲတွေပြီးမှကမ်ဘောဒီးယားဒီမိုလစ်စတီအသင်းနဲ့တောအုပ်စုတွေကြောက်ခဲ့တယ်အုပ်စု A မှာအာကြောက်ခဲ့တယ်အုပ်စု B မှာတော့ကျွန်တော်တို့ BNN မလေးရှားလာဝဒီ၃သင်းအုပ်စုတောအုပ်စုတွေကြောက်ခဲ့ပြီးတော့ကျွန်တော်တို့မြန်မာယူနစနစ်အသင်းကတော့အုပ်စု C မှာအင်ဒိုနီးရှားဖိလစ်ပိုင်စင်ကာပူအသင်းတွေနဲ့တောအုပ်စုတွေကြောက်ခဲ့တာဖြစ်ပါတယ် ဆိုတော့ဒီနေ့မှာအမျိုးသားဘောလုံးပြိုင်ပွဲဒီမှာပြိုင်ပွဲပုံစံပြောင်းသွားပြီးတော့အသင်းပေါင်း၁၀သင်းပါဝင်ရှင်ပြိုင်တဲ့ဒီပြိုင်ပွဲမှာမနစ်ကလိုတော့အုပ်စုနှစ်အုပ်စုခွဲပြီးတော့ရှင်ပြိုင်တာမျိုးမဟုတ်ဘဲနဲ့၃သင်းနှစ်အုပ်စုနဲ့အတူဟိုကျန်တဲ့၄သင်းကတော့အုပ်စုတအုပ်စုရှင်ပြိုင်ကစားနေတာဖြစ်ပြီးတော့ကျွန်တော်မြန်မာအသင်းကတော့၄သင်းပါဝင်တဲ့အုပ်စုမှာရှင်ပြိုင်ကစားမှာလည်းဖြစ်ပါတယ်ဆိုတော့ပြိုင်ပွဲပုံစံကဘယ်လိုပြောင်းလဲသွားတာလဲဆိုတော့ ုပ်စု၃အုပ်စုရှိတယ်ဒီအုပ်စုကမှအမှတ်အများဆုံးရတဲ့ပထမတသိန်းစီကအသိန်း၃သိန်းကအကျွန်တော်တို့ဆင်းဖန်တွေကိုတက်ရောက်နိုင်မှာဖြစ်သလိုဒီအသိန်း၃သိန်းနဲ့အတူအကောင်းဆုံးဒုတိယရတဲ့တသိန်းကလည်းပဲဒါဆင်းဖန်တွေအဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်ဆိုတော့အုပ်စု A ကတသိန်း B ကတသိန်း C ကတသိန်းနဲ့အတူအကောင်းဆုံးဒုတိယရတဲ့တသိန်းစုစုပေါင်း၄သိန်းကဆင်းဖန်တွေအဆင့်ကိုတက်ရောက်နိုင်မှာလည်းဖြစ်ပါတယ် ဆိုမြို့သားဘောလုံးအသင်းတွေပြိုင်ပွဲတွေမှာတော့ခရိုင်းနှစ်တီကပုံစံအတိုင်းပဲအသက်ကန့်သက်ချက်တွေနဲ့အတူအသက်22နှစ်အောက်ကစားမားတွေအဖြစ်နဲ့သတ်မှတ်ထားတာဖြစ်ပါတယ်။ဆိုမြန်မာအသင်းပါဝင်မြန်မာယူ20နှစ်အသင်းပါဝင်ရှင်ပြိုင်ကစားမဲ့ဘောလုံးပြိုင်ပွဲတွေကိုတော့ကျွန်တော်တို့ဟိုဟိုဒီထိုင်းနိုင်ငံရဲ့ဘန်ကောက်ချင်းမိုင်နဲ့ဆောင်းကလာမြို့၃မြို့မှာ ကျင်းပသွားမှာဖြစ်ပြီးတော့အော်လာမယ့်ဒီဇင်ဘာလ3ရက်နေ့ကနေပြီးတော့16ရက်နေ့အထိကျင်းပသွားမယ်လို့ကျွန်တော်တို့သိရပါတယ်။လက်ရှိမှာကျွန်တော်တို့မြန်မာလေယာဉ်စင်ယူနစ်စက်နဲ့အတင်းကအာစီကိန်းပြိုင်ပွဲအတွက်ပြိုင်ပွဲအကြိုပြင်ဆင်မှုအနေနဲ့ဂျပန်နိုင်ငံကိုတွားရောက်ပြီးတော့လေ့ကျင့်ပြင်ဆင်မှုတွေပြုလုပ်ခဲ့တယ်လို့ဟိုဂျပန်လူမျိုးနီးပြဒီဟီဆာရှိကရိုဆာကီကနေပြီးတော့ဂိုင်းတွင်နေတာဖြစ်တယ်လို့လက်တော့လက်ထောက်နီးပြတွေအဖြစ်နဲ့ပြည်ရင်းကမြန်မာလေယာဉ်စင်ကစားမဟောင်းတွေဖြစ်တဲ့ဝိုင်းရင်အတွေ့အကြုံရှိ ဒီနိပြတွေဖြစ်တဲ့ဦးမင်းသူနဲ့ဦးစော်ဝင်းထွန်းတို့ကနေပြီးတော့အော်လက်ထောင်နိပြတွေဖြစ်နေတာဝန်ယူကန်တွင်နေရာလည်းဖြစ်ပါလေဗျ။အာမြန်မာယူနစနစ်အသင်းအနေနဲ့ဒီနိပြကြီးဒီဟီဆာရှိကရိုဆာကီရဲ့လက်ထက်မှာတော့အော် ာဆီယံ U23 Championship ပြိုင်ပွဲတွေဝင်ရောက်ရှင်ပြိုင်ထားတယ်ပြီးတော့2026 Asia Plus ခြေစစ်ပွဲတွေရှင်ပြိုင်ထားပြီးတော့ဒီပြိုင်ပွဲတွေမှာအာမြန်မာ U23 အသင်းပါဝင်ရှင်ပြိုင်ခဲ့တဲ့ရလဒ်တီကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့သိပြီးတော့အားရကြည်နေမှုတော့မရှိဘူးအာဆီယံ Championship ပြိုင်ပွဲမှာလည်းသူအနေနဲ့အုပ်စုစင်းကပဲအဲလက်ပြန်ခဲ့ရသလိုဟို Asia Plus ခြေစစ်ပွဲမှာလည်းအုပ်စုစင်းနဲ့ပဲ လဲ့ပြန်ခဲ့ရပြီးတော့ချစ်စစ်ပွဲမှာအောင်မြင်ခဲ့တဲ့အခြေအနေမျိုးတွေတွေ့ရတာပေါ့လေဒါပေမဲ့အဲပြိုင်ပွဲတွေမှာရလက်တီမကောင်းပေမဲ့မြန်မာကစားသမားတွေရဲ့ဆွမ်းဆောင်မှုပိုင်းကိုကြည့်မယ်ဆိုရင်အနေငယ်တိုးတက်လာတဲ့အနေအထားမျိုးတွေကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဆိုတော့အခုစီးကိန်းပြိုင်ပွဲကအာကျွန်တော်တို့ ဟိုဂျပန်လူမျိုးနီးပြရေးဟီဆာရှိကူရိုဆာကီရဲ့စွမ်းဆောင်မှုတွေနီးပြွာပိုင်းတွေကိုကျွန်တော်အဓိကစောင့်ကြည့်ရမှာဖြစ်ပြီးဒီပြိုင်ပွဲမှာရက်လက်ကောင်းဖို့အတွက်အဓိကဥတည်တာလည်းဖြစ်ပါဒီပြိုင်ပွဲမှာသာရက်လက်ကောင်းအောင်စွမ်းဆောင်နိုင်ခဲ့ဘူးဆိုရင်တော့နီးပြရေး ကူရိုဆာကီအနေနဲ့လည်းပြည်သက်မြန်မာပြည်သက်တွေရဲ့ဝေဖန်မှုကိုခံရမယ်လို့ကျွန်တော်ထင်ပါတယ်။လက်ရှိမှာမြန်မာယူနိုဆက်နစ်အသင်းမှာတော့အဓိကအားထားရတဲ့ကစားသမားတွေဖြစ်တဲ့ဒီမင်းမော်ဦးတို့အာကာကျော်တို့ရှိုင်းဝနာအောင်တို့စွမ်းထက်တို့တန်းတူအောင်တို့ဒီဝင်းပြေမောင်တို့ဇဝင်းသိန်းတို့လိုကစားသမားကောင်းတွေပြည်ရင်းမာကန်ကစားမကောင်းနေရရှိနေပြီးတော့ဂျပန်လူမျိုးနီးပြားကြီးကိုရိုဆာကီနဲ့အတူလက်တွဲပြီးတော့ train နေရလဲတော်တော်လေးကြာပြီဆိုတော့ဒီနီးပြားနဲ့ကစားမတွေအကြမ်းမှာ အာအဘေယူချိတ်ဆက်တွေတော်တော်လေးကောင်းနေပြီလာမယ့်စီးကိန်းမှာအောင်မြင်မှုရလဒ်တွေရရှိအောင်မြန်မာပြည်သက်တွေကျင်းနေလောက်တဲ့ဆန်းဆောင်မှုမျိုးတွေဆန်းဆောင်ပေးနိုင်မယ်လို့တော့မျှော်လင့်ပါတယ်ဒါကတော့အော်မြန်မာယူနိုဆက်နေအတင်းထိုင်းစီးကိန်းပြိုင်ပွဲမှာ အုပ်စုတွင်ကြောက်ရောက်ခဲ့တဲ့အခြေအနေလေးကိုဒါတင်ပြခဲ့တာလည်းဖြစ်ပါတယ်။နောက်ပိုင်းရက်ဒီမှာကျွန်တော်တို့မြန်မာလေယာဉ်အမျိုးသားယူနိုက်တက်အသင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်အလက်တွေကိုဟိုထပ်ပြီးတော့ပြည်သက်တွေကိုတင်ဆက်ပြီး တော့မှာပါအာဒီအုတ်စုကနေပြီးတော့တက်နိုင်တဲ့အခြေအနေရှိလားအုတ်စုဥတွင်ပြိုင်ပွဲအသင်းတွေရဲ့အခြေအနေတွေကဘယ်လိုတွေရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ထပ်ပြီးတော့အော်ဗီဒီယိုတပုတ်ထပ်ပြီးတော့တင်ဆက်ပေးပါဦးမယ်အာနောက်ထပ်အမျိုးသမီးအသင်းအကြောင်းလေးပြောလိုက်အောင်ပါဟုတ်ကဲ့ပါကျွန်တော်မြန်မာလေရွေးစင်အမျိုးသမီးဘောလုံးအသင်းကတော့ပြည်သက်တွေတခင်းနဲ့အားပေးမှုတွေနဲ့အတူအချိန်ကောင်းနေတဲ့အသင်းတစ်သင်းဖြစ်တယ်လို့သူကလည်းပဲလက်ရှိမှာအာကျွန်တော်တို့ဒီကနေ့ အော်တိုဘားလ19ရက်နေ့မနေ့ပိုင်းကကျင်းပပြုလုပ်ခဲ့တဲ့မဲခွဲပွဲတွေအပြီးမှာတော့အောက်စု B မှာဒါ BNN ဒီဖိလစ်ပိုင်မလေးရှားအသင်းတွေနဲ့တအုပ်စုတွေဒါကြောက်ရွံ့နေပြီးတော့မြန်မာအမျိုးသမီးအသင်းတွေနဲ့ကတော့အောက်စုကျက်တယ်လို့ပြောမှာဖြစ်ပါပြတဖက်ကအင်ရှင်ထိုင်းအမျိုးသမီးအသင်းကတော့အောက်စု A မှာကမ်ဘောဒီးယားစင်ကာပူအင်ဒိုနီးရှားအသင်းတွေနဲ့တအုပ်စုတွေကြောက်ရွံ့နေတာလည်းဖြစ်ပါတယ်ဆိုတော့အင်ရှင်ထိုင်းအသင်းကတော့အောက်စု6နဲ့နေသားမှာရှိပြီးတော့ စင်ဖန်တွေကိုတက်ရောက်နိုင်မယ့်အခွင့်အရေးဒီရှိနေတဲ့အသင်းလို့ဒါစောစောစီးစီးစဉ်းစားလို့ရတဲ့အခြေအနေလည်းဖြစ်ပါတယ်။လက်တလို့အခြေအနေမှာမြန်မာအမျိုးသမီးအသင်းအနေနဲ့အုပ်စုဘီမှာတော့ဟောဒီအုပ်စုချက်တွေကိုကြာရောက်နေတာဖြစ်တဲ့အတွက်ပြိုင်ပွဲအသင်းတွေကိုဘယ်လိုကြုတ်ဖြတ်ပြီးတော့ဟောဒီချန်ပီယံဆုရောက်အောင်ဆွမ်းဆောင်နိုင်မလဲဆိုတာနီးပြဒီ Yuki Tetsuro အနေနဲ့ဘယ်လောက်ထိဆွမ်းဆောင်နိုင်မလဲဆိုတော့လေကျွန်တော်ကစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီပြိုင်ပွဲမျိုးသမီးပြိုင်ပွဲတွေကတော့ပြိုင်ပွဲပုံစံမပြောင်းမနေခါတိုင်းနှစ်ကပုံစံအတိုင်းပဲအသင်း၈သင်းပါဝင်တဲ့အုပ်စုနှုတ်အုပ်စု၄၄သင်းနှုတ်အုပ်စုခွဲပြီးတော့အုပ်စုပထမနဲ့ဒုတိယရတဲ့၂သင်းစီက semi final အချိန်တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်အမျိုးသမီးဘောလုံးပြိုင်ပွဲတွေကိုတော့လာမယ့်ကျွန်တော်တို့ဒီအဲအုပ်စုပွဲစဉ်တွေကိုဒီဇင်ဘာလ၄ရက်နေ့ကနေပြီးတော့၁၇ရက်နေ့ထိ အကျင်းပါတော့မှာဖြစ်ပြီးတော့ swing fine နဲ့ပွဲစဉ်တွေကိုတော့ဒီဇင်ဘာလအာ14ရက်နေ့ကနေပြီးတော့နောက်ဆုံး fine နဲ့ပွဲစဉ်ကိုတော့16ဒီဇင်ဘာလ18ရက်နေ့မှာကျင်းပါတော့မှာလည်းဖြစ်ပါတယ်အမျိုးသမီးဘောလုံးပြိုင်ပွဲတွေကိုတော့ကျွန်တော်ချောင်ပူရီမြို့တမြို့တင်းမှာပဲအာကျင်းပါတော့မယ်လို့လည်းသိရပါတယ်ဗျအာလက်ရှိမှာမြန်မာလူမျိုးစင်အမျိုးသမီးအတင်းကဂျပန်လူမျိုးစောစောကကျွန်တော်ပြောခဲ့တယ်လို့ပဲဂျပန်လူမျိုးနေပြည်ယူကီတက်ဆူရိုကိုင်းတွင်နေတာဖြစ်ပြီးတော့အာ အာအဓိကကစားမတွေဖြစ်တဲ့စန်းတော်တော်တို့မြန်နိုးခင်တို့ယူပါခိုင်တို့ဒီအတင်းကောင်းဆောင်ခင်မာလာထွန်းတို့ယုံဒီလိုင်းတို့ဖြူဖြူဝင်းတို့တော့ထက်တဲ့ဝေတို့ပနာမကစားမရွေးချယ်မှုစီးရင်မှာအာအဓိကကစားမတွေပါဝင်နေပြီးတော့အာကျွန်တော်တို့ဒီမလေးရှားထိပ်တန်းကလပ်စာဘာအတင်းမှာတွားရောက်ကစားနေတဲ့ညီမ အဲတင်ကိုအများဆုံးတိုက်စင်မှုဝင်းတိန်ကြီးထွန်းကတော့ကျွန်တော်စီကိန်းပြိုင်ပွဲဤမှအတင်းနဲ့အတူပူပေါင်းမယ်လို့လည်းကျွန်တော်သိရပါတယ်လက်ရှိဂျပန်အဲမြန်မာလေယာဉ်စင်မျိုးသမီးတင်ကထိုင်းစီကိန်းပြိုင်ပွဲအတွက်ပြိုင်ပွဲကြိုပြင်ဆင်မှုအနေနဲ့အော်တိုဘလာ16ရက်နေ့မှာကျွန်တော်ဟိုဂျပန်နိုင်ငံကိုတွားရောက်ပြီးတော့ပြိုင်ပွဲကြိုပြင်ဆင်လေ့ကျင့်မှုတွေနဲ့အတူဟိုလေ့ကျင့်ခြေစမ်းပွဲဒီရှင်ပြန်ကစားသွားဖို့ရှိတယ်လို့လည်းသိရပါတယ်အဲဂျပန်တက္ကသိုလ်အသင်းနေနဲ့အဲလေ့ကျင့်ခြေစမ်းပွဲတွေအဲ ရှင်ပြိုင်ကစားသွားမယ်လို့လည်းသိရပါတယ်ဗျ။ဆိုတော့မြန်မာမျိုးသမီးအသင်းအနေနဲ့အခုထိုင်းစီကင်းပြိုင်ပွဲမတန်ခင်ဒီပြိုင် UK တဆူကိုကန်တွင်နေတဲ့လက်တလောကာလာမှာအာအောင်မြင်မှုရလက်တီကိုကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးကြည့်လိုက်အောင်ပါ။ပြီးခဲ့တဲ့လပိုင်းတွေကအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွေဝင်းရောင်းရှင်ပြိုင်ခဲ့ပြီးတော့နောက်ဆုံးဘိုလူပွဲအထိတက်ရောက်နိုင်ခဲ့တယ်လို့အဲ့ဒီဘိုလူပွဲမှာအာအော်စတြေးလျ U23 အသင်းနဲ့အတွေ့အမှာတကူကုန်းရှိနဲ့ကပ်ပြီးတော့ရှုံးပြီးရှုံးခဲ့လို့ဒီချန်ပီယံဆုနဲ့လွဲခဲ့ရတယ်လို့ပြန်ပွဲသမိုင်းမှာအာ ဘောလုံးပွဲထိပြန်လဲတက်ရောက်နိုင်ခဲ့တဲ့အောင်မြင်မှုတွေရရှိခဲ့သလိုဒုတိယနေ့သာကျင်းပခဲ့ရပေမဲ့ပြည်သက်တီအနေနဲ့ဒီမြန်မာအမျိုးသမီးအသင်းရဲ့ဆွမ်းဆောင်မှုတွေကို အာဂုံပြုတ်ခဲ့ကြပြီးတော့ဂျင်းနက်ဆီအကောင်းတဲ့ရက်လက်မျိုးတွေဆန်းဆောင်နိုင်ခဲ့တာကိုတွေ့ရပါတယ်ဆိုတော့ညီမဘောလုံးအဖွဲ့ချုပ်မျိုးနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့အခုဟိုလက်ရွေးစင်လူငယ်အသင်းတွေကစပြီးတော့အသင်းကြီးတွေအမျိုးသားမောင်အမျိုးသမီးမာရောဂျပန်နိုင်ငံကနီးပြကောင်းတွေကိုကျွန်တော်တို့ရွေးချယ်ခန့်အပ်ထားတဲ့အဲအစီအစဉ်နေဇက်တိုက်ဆိုလို့ပြုလုပ်လာတာကိုတွေ့ရပါတယ်လက်ရှိမှာလည်းမျိုးလေးစင်အမျိုးသမီးအသင်းမာရောအော်အမျိုးသားတင်မာရောဂျပန်လူမျိုးနီးပြတွေပဲခန့်အပ်ထားသလိုလူငယ်အသင်းတွေမှာလည်းဂျပန်လူမျိုးနီးပြတွေကိုပဲခန့်အပ်ထားပြီးတော့အော် ဟိုတွေးတက်လောင်းလာတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီဂျပန်လူမျိုးနီးပြားတွေရဲ့စိတ်စေနာအပြည့်နဲ့ဆွမ်းဆောင်မှုတွေပုံမှာမြန်မာဘောလုံးလောကပြန်ပြီးတော့ဟိုတခေဆန်းလာမလားပြန်လဲတိုးတက်လာမလားဆိုတာတွေကတော့ကျွန်တော်တို့ကပြန်ပွဲတစ်ခုချင်းစီအတိုင်းမှာစောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်လက်ရှိအမျိုးသားအသင်းတွေမှာတိတ်ပြီးတော့အားရကျဉ်းနှံ့မှုမရှိဘူးဆိုပေမဲ့အမျိုးသမီး သင်းတွေမှာအာနိပြရရဲ့ဆွမ်းဆောင်မှုတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့အနေငယ်အာရဂျီနက်ဆီကောင်းနေတာကိုတွေ့ရပါတယ်ဒါပေမဲ့နိပြယူကီတက်ဆူတို့လက်ထက်မှာစောစောကပြောသလိုအာဆီယံပြိုင်ပွဲတွေမှာဘလူးဝဲတီတက်ရောက်ခဲ့ပြီးတော့အောင်မြင်မှုတစ်ခုဟို ရယူပေးနိုင်ခဲ့တဲ့ဆိုပေမဲ့ချန်ပီယံဇုရယူနိုင်ခဲ့တဲ့အနေအထားမျိုးတွေတော့မရှိခဲ့ဘူးဒါပေမဲ့အခုကျွန်တော်တို့မြန်မာဘောလုံးပြိုင်ပွဲတွေအနေနဲ့အဓိကစောင့်ကြည့်မှာကတော့အာနိပြယူကီတက်ဆူလိုဘလောက်ထိဆွမ်းဆောင်နိုင်တယ်လဲမြန်မာဘောလုံးအသင်းမှာအာမြန်မာဘောအမျိုးသမီးဘောလုံးအသင်းကိုဆက်ပြီးတော့ဂိုင်းတွေတင်လာမဂိုင်းတွေတင်လာဆိုတာတွေကတော့ကျွန်တော်တို့ကလာမယ့်စီးကိန်းပြိုင်ပွဲမှာအာချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးနိုင်မလားဆိုတာတွေကအဓိကအဆုံးဖြတ် လို့ပြောမှာဖြစ်ပါမြန်မာပြည်သက်တွေအနေနဲ့လည်းအခုစီးကင်းအဓိကကတခြားပြိုင်ပွဲတွေလည်းဆက်လို့ရှင်ဒေတာရင်းအဲစီကိန်းပြိုင်ပွဲတွေမှာအောင်မြင်မှုရရည်ကမြန်မာပြည်သက်တည်းရဲ့နှလုံးသားထဲမှာအဓိကရည်မှန်းချက်လို့ပြောရမှာဖြစ်ပါတယ်။ဆိုတော့ဒီရည်မှန်းချက်ကိုနိပြယူကီတဆူတို့အနေနဲ့ဆန်းဆောင်ပေးနိုင်မလားဆိုတော့လာမယ့်စီကိန်းပြိုင်ပွဲမှာ စောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်ဆိုတော့အော်စောစောကကျွန်တော်ပြောခဲ့သလိုပဲမြန်မာမျိုးသမီးတင်းရဲ့လက်ရှိမှာမြန်မာမျိုးသမီးတင်းနေတဲ့အုပ်စု B မှာ BNN ဖိလစ်ပိုင်မလေးရှားတင်းနေတဲ့အုပ်စုတွေကြောင်းနေပြီးတော့ပြိုင်ဘက်အတင်းတွေရဲ့အားနည်းချက်အားသာချက်နဲ့မြန်မာလူယူစင်မျိုးသမီးတင်းအုပ်စုဆင်းရနေကြော်ဖြတ်နိုင်မလားအာချန်ပီယံစုကိုစိန်ခေါ်နိုင်စွမ်းရှိတဲ့ခြေစွမ်းတွေရောရှိမလားဆိုတော့အချိန်နေတဲ့ပတ်သက်တဲ့အသေးစိတ်ကိုတော့နောက်ထပ်ဗီဒီယိုမှာဆက်ပြီးတော့အားပေးကြဖို့တည်းပြောချင်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့နှုတ်ဆက်လိုက်ပါတယ်ကြည့်ရှုအားပေးကြတဲ့ပြည်သက်တွေအားလုံးကိုဒူရဲ့ကျေးဇူးတင်ပါတယ်